မင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะကဲဆိုတော့မနေ့ကတော့ကျွန်တော်တို့2 star ပွဲလေးเนาะ Fluminense လေးကျွန်တော်တို့အဆင်ပြေမယ်ထင်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့လဲကျွန်တော်2 star ပွဲလေးအဖြစ်ရွေးချယ်ခြင်းပင်မယ်လဲဒီနေ့၄ပွဲလုံးကအရင်ကြီးအကြိုက်မတွေ့တဲ့အတွက်ကျွန်တော်ဒီနေ့ရိုးရိုးပွဲအနေနဲ့ပဲရွေးချယ်ပါမယ်ဒီနေ့ကတော့မန်တိုင်းပြောရင်တော့မောင်းတောင်မှကျွန်တော်မထုတ်ချင်ဘူးပေါ့လေเนาะ၄ပွဲလုံးအရင်ကြီးမကြိုက်ဘူးဒါပေမဲ့ကျွန်တော်သုံးသက်ချက်အနေနဲ့တော့ကျွန်တော်၄ပွဲလုံးဒီနေ့ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးတရားတစ်ချက်လောက်ကိုကြည့်ပြီးတော့ နှိပ်ပေးကြပါဦးညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျเนาะအဲ့တော့ဒါဒီနေ့ကတော့အလုံးပေါင်း၄ပွဲပေါ့လीเนาะ Juventus နဲ့ Wide ကအစောပွဲကံပါမယ် Real Madrid နဲ့ Pachuca ရှိမယ်เนาะ Rebu Seven နဲ့ Ahele ရှိပါမယ်ပြီးရင်တော့ Man City နဲ့ LA အသင်းရှိပါမယ်เนาะအဲ့တော့လက်ရှိကတော့ နှစ်ပွဲနိုင်6မှတ်ရရဲ့အသင်းတွေကတော့နောက်တစ်ဆင့် qualifying ကိုတည်ရတဲ့လောက်ဖြစ်သွားတဲ့အနေအထားပေါ့လीเนาะဆိုတော့ဒီထဲမှာလည်းလက်ရှိဒါအမှတ်လိုတဲ့အသင်းတွေရှိသေးတယ်ဒီထဲမှာ Real Madrid မပါတာဟာတော်တော်ထူးခြားတဲ့အနေအထားပေါ့လीအဲ့တော့တစ်ဖက်က sales back အနေနဲ့က Ehli အသင်းကို Niner နဲ့ကိုနောက်တစ်ဆင့်တတ်နိုင်တဲ့အနေအထားကြောင့် sales back ကလည်းကျုံးပါပဲ Ehli ကလည်းဒီနေ့ဘက်မှာလုံးဝရှုံးလို့မရပါဘူးเนาะရှုံးရင်တော့ပြုတ်မယ်အနေအထားပါဒါဆိုတော့ဟိုလက်ရှိကတော့ အကျိတ်နေပဲပေါ့လေနော် CD အနေနဲ့ကလည်းပြီးခဲ့တဲ့ပွဲမှာအရန်ကြီးမကောင်းမှန်မဲ့လို့2စီးဆိုတဲ့ clean sheet လေးယူပြီးတော့တို့ကိုးပြတ်တိတ်ခဲ့တယ်ပေါ့လေဆိုတော့ဒီနေ့ကဒါ LA အသင်းအနေနဲ့ကလည်းဘလို့မှအမှတ်ရစရာအကြောင်းမရှိဘူးဆိုတော့ဒီနေ့ Juventus နဲ့ Man City နှစ်သင်းလုံးနောက်တစ်ဆင့် qualifying တဲမှာပါနိုင်နေပေါ့လေနော်အဲ့တော့ခဏနေကျွန်တော်တို့ဒီနေ့ဒါသုံးသက်ချက်လေးစပြောပေးပါမယ်နော်အဲ့တော့ညီကိုရောဒီနေ့ပွဲလေးလေးပွဲလေးက ဘဲပွဲလေးတွေများကြိုက်ကြလဲညီကိုတို့ကြီးเนาะပြောပါအောင်เนาะအော်မနီယာဒေါ့မွန်ကလည်းဗျာเนาะတလုံးတည်နေကျွန်တော်နေဟိုင်းလိုက်တာအားဒါကြောင့်ပါเนาะ3 4နဲ့သူတို့ဒါလုတ်ပွဲဘာညာတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါကအသင်းရဲ့ဒါကောင်တာတွေကတော်တော်လေးဟိုမြန်တဲ့အနေအထားမျိုးမှာဒေါ့မွန်ပော့စတဲ့အနေအထားကြောင့်လည်းပါပါတယ်เนาะတကယ်တမ်းအဲကိုပြရမယ့်အနေအထားမျိုးမှာ3 4နဲ့ဒေါ့မွန်ကပွဲပြီးသွားပါတယ်အဲ့တော့ဘယ်လောက်တောင်မှပူလဲရာသီဥတုပူလဲဆိုတော့ဒေါ့မွန်ရဲ့အရန်လူစင်းနော်အားလုံးဟာ bench မှာတော့မထိုင်နိုင်မင်းနဲ့အထဲထဲကနေ TV ကနေကြည်နေရတဲ့အနေအထားပေါ့လေနော်ဟိုအရန်ကစားသမားတွေအနေနဲ့အဲ့လောက်ထိဟို ကွင်းရပူပါတယ်เนาะအဲ့တော့လက်ရှိအမေရိကန်မှာလည်းလက်ရှိရာသီဥတုတော်လေးဆိုးရွားတဲ့အနေအထားမျိုးမှာဒါအေးပိုင်းကလာတဲ့အသင်းတွေတော်တော်များများဒုက္ခရောက်ကြတာများပါတယ်เนาะအဲ့တော့ဒီနေ့မှာဒီနေ့ပွဲမှာတော့အရန်ကြီးအဲ့လိုမျိုးမတွေ့ရတဲ့အနေအထားတွေရှိရပေါ့လीเนาะဥရောပအသင်းတွေတော့ပါပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျကောမလီနဲ့ဖတ်လိုက်ပါဦးเนาะ brother ရွှေကြီးမင်္ဂလာပါဇော့ဇော့မင်္ဂလာပါ ရဲနဲ့နာမင်္ဂလာပါဗျမျိုးစမျိုးစင်ထိုင်မင်္ဂလာပါမြင့်ရွှေမြင့်ဆွေလာမင်္ဂလာပါ brother ရေ brother ရဲကျော်တူမင်္ဂလာပါလီယိုမင်္ဂလာပါဗျအိုးမျက်နိုင်မင်္ဂလာပါမဟာကျော်မင်္ဂလာပါကိုကြည်မင်္ဂလာပါကိုမျိုးမင်္ဂလာပါဗျ just smith မင်္ဂလာပါစောစောမင်္ဂလာပါဗျမင်းလွင်မင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါဦးဝင်ဦးဝင်အောင်မင်္ဂလာပါလာဘီမင်္ဂလာပါချိုထုံးမင်္ဂလာပါ highlight hl မင်္ဂလာပါဗျ re air ကြိုက်တယ်ကိုတဲ့ real က real ကအောင်တော့အောင်နိုင်တယ်ဗျဒါပေမဲ့မကြိုက်ဘူးဗျ real ကျွန်တော်မကြိုက်ဘူးဗျလက်ရှိ Mbappe မပါဘူးအဲ Andrick မပါတဲ့အနေအထားမျိုးမှာလက်ရှိ Tyson က Gonzalez နဲ့အဲ့လောက်ကြီးတော့မဖြစ်ထွန်းတဲ့အနေအထားပေါ့နော် Vinicius တို့လည်းလက်ရှိအဲကျွန်တော်ထင်တော့ဒီနေ့ပွဲမှာတလုံး100ရှုံးကဖြစ်ကောင်းဖြစ်နိုင်နေဆိုမှ3လုံး30ရှုံးရတစ်ဖက်က Pachuca ကြီးအောင်နိုင်တဲ့အနေအထားကြီးဖြစ်နေတယ်ပေါ့နော်သွားမယ့်အနေအထားက2-1တပေါက်လေးတော့အနေငယ်ကြောက်ရတယ်ဘရာသာကြီးနော်ကျွန်တော်အဲ့အဲ့ဘွေးတော့အရင်ကြီးမကြိုက်ဘူးဗျဘရာသာကိုငယ်မင်္ဂလာပါဗျ မန်စီးတီးကောင်းမယ်ထင်တယ်ဟုတ်တယ် brother နော် brother ရဲနံတာဟလား brother ဦးဝေအဲဟီယာအဲဟာလီဘော်ဒီရေ okay ပါ brother နော် zinis 1မင်္ဂလာပါဗျရဲကြော်သူမင်္ဂလာပါနိုင်ငံပွဲလေးပြောပြပါလားကိုဒီနေ့နိုင်ငံပွဲကျွန်တော်မကြိုက်ဘူးဗျာနော်အီတလီအဲဂျာမနီရှိမယ်ကျွန်တော်တို့ဒါဒိမန့်နဲ့ပြင်သစ်ရှိမယ်ပေါ့နော်ကျွန်တော်အချိန်ပေါ်ရင်တော့ချက်ကြည့်ပေးပါမယ်နော်ကဲတော့ကျွန်တော်စလိုက်အောင်ပေါ့နော်အဲဒေးလီလမလီနှစ်ရက်တည်းတယောက်တစ်ချက်လောက်နှိပ်ပေးပါအောင်ညီကိုတို့ရေကျေးဇူးများတင်ပါတယ်ဗျာ ကဲကျွန်တော် let's go ပါဆိုတော့ wise ဘက်မှာ search နေတဲ့ new query အနေနဲ့ကလည်း gobi ရဲ့ promo code ဖြစ်တဲ့ gp777 ကိုအသုံးပြုပြီးတော့လည်း100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသေးချင်လို့ပါက wise ဘက်မြန်မာ facebook page နဲ့သူတို့ application တို့မှာ website link customer service ကိုနော်ခေါ်ယူပြီးလာ24နိုင်တိလို့ရယူမြင်မြန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒါ22ရက်6လ2025ရက်ဒါသုံးသက်ချက်လေးစပါမယ်ဗျာနော်အဲ့တော့အစောဆုံးပွဲကကျွန်တော် juventus နဲ့ wide ပွဲပေါ့နော်အဲ့တော့ဒီမှာက juventus ဘက်က တလုံး90ရှုံးပေးထားပါတယ်ဒါအစောပွဲပါ10နိုင်ခွဲမှာကံမှာဖြစ်ပါတယ်เนาะနောက်3နိုင်နေကံတော့မှာပါအဲ့တော့ Juventus အနေနဲ့ကပြီးခဲ့တဲ့ဘက်မှာဂိုးပြတ်ချီပြတ်နဲ့ဒါတိတ်ခဲ့တယ်ဖိုက်စီနဲ့သူတို့ဒါရမှတ်3မှတ်စုဆောင်းနိုင်ခဲ့တဲ့အနေအထားမျိုးမှာတစ်ခါ Man City ကလည်း2စီးနဲ့ဒါရမှတ်3မှတ်စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိက Wydad ကလည်းအင်ဖြစ်အသင်းထဲမှာပါတာဖြစ်တဲ့အတွက်ဒီအုပ်စုမှာတော့ ACC ပဲ City နဲ့ Juventus နှစ်သိန်းလုံးဟာ6မှတ်เนาะကိုစီနဲ့အဲဟွာပြင်းတော့6မှတ်ပေါ့လေအဲ့တော့လက်ကျန်ပွဲကတော့ Juventus အနေနဲ့နောက်ပွဲမှာ Man City နဲ့တွေ့ရမှာဖြစ်တဲ့အတွက် City ကလည်းနောက်ပွဲမှာ Juventus ကို အသေးကံကိုဒါအုပ်စုဖို့ရကြရင်တော့ဒါရမှတ်ဒီနေ့ပွဲမှာအကူမပြတ်ပြတ်အောင်ဖျက်ရမယ်အနေထားလေးရှိပါတယ်ဒါကိုလက်ရှိကြည့်ရရင် CD ကပိုပြီးကြီးပြင်းပါတယ်เนาะအဲ့တော့ LA အသင်းကို CD ကနှလုံးတရာရှုံးပေးထားပြီးတော့ Juventus က Wide အသင်းကိုတစ်လုံး90ရှုံးပေးထားတဲ့အနေထားမျိုးဖြစ်ပါတယ်အဲ့တော့ဒါကမှဂိုးပေါင်းချေကိုကြည့်ရရင် CD ရဲ့ဂိုးပေါင်းချေကလည်းသုံးလုံးတရာရှုံးဖြစ်တဲ့အတွက် LA အနေနဲ့ဘလုံးမရလောက်ကောင်းမယ့်အနေထားမျိုးမှာမရှိဘူး CD တေချာပေါက် individual over ဒါ2.5 out tick ကို သွင်းနိုင်တယ်ပြောချင်တာက 2C တစ်ပေါက်ပဲကျွန်တော်ကြောက်စရာရှိရယ်3 4 4အထိရောက်နိုင်တော့ဂျီမျိုးဖြစ်ပါတယ်ဒါပေမဲ့ Juventus ကိုပြန်ကြည့်တော့ကြတော့အဲ့လိုမဟုတ်ဘူးเนาะတလုံး90ရှုံး body ချေကိုမှနှလုံး100ရှုံးဂိုးပေါင်းကြီးနဲ့ပြန်ကာထားတာဖြစ်တဲ့အတွက် Juventus သွင်းမယ်ဆိုရင်တော့ Juventus ဘက်က3လုံးအထိမရောက်နိုင်ဘူးဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်เนาะအဲ့တော့ဂိုးပေါင်းကြီးနှလုံး100ရှုံးကြောင့် wide အသင်းကလည်း ဝိဒလာဝိုက်တက်လာပေါ့နော်အဲ့တော့ဝိုက်တက်အသင်းကလည်းဂိုးရဖို့တော်တော်လေးခက်ခဲမဲ့အနေထားလို့မြင်ပါတယ်အဲ့တော့ alien အသင်းကိုပြီးခဲ့တဲ့ပွဲမှာဂျူမင်ပြီးခဲ့တဲ့ကြီးကလည်းတလုံးတည်ကြီးဖြစ်ပါတယ်အဲ့တော့အခုက alien အသင်းထားတော်မှာပိုကြီးကြီးပြင်းတဲ့အနေထားမျိုးမှာဒီပွဲလေဂျူဗန်တက်ထပ်ပြီးတော့ body ကြီးရအောင်နိုင်ကြီးလေးအနေငယ်များပါတယ်အဲ့တော့တစ်ခါမော်ရိုကိုလေးရအသင်း ် wide အနေနဲ့ကလက်ရှိခြေစွမ်းနဲ့တော်တော်လေးထိုးကြနေတယ်အဲသူတို့ငိုကန်နဲ့ current fund ရကူကလည်း cancel အသားပေးပြီးပဲပိတ်ကန်တာဖြစ်တဲ့အတွက် CD အသင်းကိုပြီးခဲ့တဲ့ပွဲမှာတော်လုံး90ပေါင်းကြီးကို2စီးနဲ့ကြေးအောင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအနေထားမှာတလုံး90ရုံးက body ကြီးအောင်နိုင်တယ်ဆိုပေမဲ့ကျွန်တော်ကတော့နှလုံး100ရုံးအထိပြော့ရလောက်အောင် Juventus ကမသွင်းဘူးလားတော့စဉ်းစားစရာရှိတာပေါ့လေเนาะဆိုတော့ကြီးပဲလိုက်ပါမယ်ကျွန်တော်ဒီပွဲလေးတော့ Juven 5အောက်လေးပဲပါပါလေးပဲကြိုက်ပါတယ်เนาะအဲ့တော့ Juventus 5အောက်ပါအဲ့တော့နောက်တစ်ပွဲကတော့ Real Madrid နဲ့ Pachuca ပွဲလေးဖြစ်ပါတယ်ဒီမှာက Real Madrid အသင်းက body ကြီးတစ်လုံး100ရှုံး၃လုံးကို30ရှုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့ Real Madrid အသင်းနေနဲ့ Pachuca ကို2024ဒီ12လပိုင်းတော့က FIFA IC မှာတခါတွေ့ဘူးသေးတယ်19ရက်နေတော့အဲ့တော့ကပြီးခဲ့တဲ့ကြီးက Real Madrid က နှလုံးတည်ပေးခဲ့တာပါနော်3 C နဲ့အောင်ခဲ့ပါတယ်ကြီးအောင်ပါတယ်ဆိုတော့နောက်ဆုံးပေးခဲ့တဲ့2024မိနစ်ကပေးခဲ့တာနှလုံးတည်ဖြစ်တဲ့အတွက်အခုပေးတဲ့တလုံးတရာရှုံးနဲ့စဉ်းစားမယ်ဆိုရင် Real Madrid Body G ျော့တယ်ဗျနော်ပျော့ပါတယ်ဒါကမှ၃လုံးကို20ရုံးဆိုတော့ကိုပေါင်းကြီးကာထားတာဖြစ်တဲ့အတွက်လေ Real Madrid ရဲ့ body ကြီးနဲ့ပြန်ပြီးရှင်ကြည့်မယ်ဆိုရင် body ကအောင်မှုရခိုင်တော့တော်တော်လေးနည်းသွားပါတယ်နော်အဲ့တော့ Pachuca ဟာလက်ရှိ FIFA နော် World Cup မှာ champion runner up ဖြစ်ခဲ့တဲ့အသင်းထဲမှာပါပါတယ်အဲ့တော့လက်ရှိဒီ Real Madrid အနေနဲ့ကနောက်ဆုံးပွဲမှာ Ehili အသင်းကို1-1နဲ့ပဲကန်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ penalty လဲ penalty လွဲတာထင်တယ်နော်အဲ့တော့ penalty လွဲတယ်ဟုတ်တယ်ဘသူကန်တာလဲမသိဘူးနော်အဲ့တော့အဲ့တော့1-1နဲ့ပဲကြီးနေခဲ့ရတယ်ဗောလေအဲ့တော့ကတော့မှ Ehili အသင်းကိုတစ်လုံး90ရုံး ပြီးခဲ့တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့လက်ရှိအနေအထားအရ Real Madrid ပါချူဂါလိုအသင်းကိုတလုံးတရာရှုံးချေးရတော့ဘယ်လိုပဲစဉ်းစားစဉ်းစားပြော့နေပြအဲ့တော့တစ်ဖက်ကအသင်းပါချူဂါကိုပြန်ကြည့်ရရင်တော့ပါချူဂါဟာအဲလက်ရှိကာရာဖောင်အရာအရင်ကြီးတည်ငြိမ်တဲ့အသင်းထဲမှာမရှိဘူးဆဲဘတ်အသင်းကိုတော့မှဒါတဲ့ဒီမှာ1 2နဲ့နော်ရှုံးခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့်တကယ်တမ်းပြရရင် Real Madrid နေနှလုံး90ပေါင်းအထက်ကြီးပြင်းတဲ့လို့ပဲကျွန်တော်ယူဆပါတယ်ဆိုတော့3လုံး20ရှုံးကိုပေါင်းကြီးကြောင့် ပါချူကာအနေနဲ့ဘော်ဒီဝင်ရုံးနဲ့စဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တို့နေမယ်ဆိုရင်တော့မှပါချူကာပဲနေတဲ့နဲ့အနေထားလို့တော့ယူဆတယ်ဆိုတော့ပါချူကာကောင်းတယ်ပါချူကာဂိုးပေါ်ကောင်းတယ်ဆိုတော့ကြောက်တာကအဓိက2-1တပတ်ပေါ့လीနော်2-1လည်းရောက်နိုင်တယ်3-0လည်းရောက်နိုင်တယ်ဆိုတော့ဂိုးပေါ်လीတော့ ိုလှမယ်ထင်တယ်ဗျာနော်အဲ့နေမယ်ဆိုတော့ဒီဘွဲကဘာချူကာဘော်ဒီကောင်းပါတယ်ဂိုးဘော်ပိုကြိုက်ပါတယ်နော်အဲ့အဲ့နှစ်ချောင်းလေးကတချောင်းဝင်နိုင်ပါတယ်โอเคအဲ့တော့နောက်တစ်ဘွဲကတော့ကျွန်တော်အဲဟေလီနဲ့ကျွန်တော်တို့ရက်ဘူဆဲဘတ်ဘွဲဖြစ်ပါတယ်ဒီမှာအဲဟေလီအသင်းကတစ်လုံး80ဘောင်းကို3လုံး60ရှုံးနဲ့ပြန်ကားထားပါတယ်ဂိုးဘောင်းကြီးတိတိတတပြင်ပါတယ်ဘော်ဒီကြီးတိတိတတပျော့ပါတယ်ဘော်ဒီဝင်ရိုးဒါ level 100ရှုံးဝင်ရိုးမှာ3လုံး60ရှုံးဖြစ်တယ်တော့နှစ်သင်းစလုံးဟာအချိန်မီးဂိုးရမယ်အနေထားမှာရှိပါတယ်နော်အဲ့တော့1 1ကကျွန်တော် AACC စကြည့်ရမယ်အနေထားမျိုးဖြစ်ပါတယ်ဆိုတော့1 2 2 1တပေါက်ပဲကျွန်တော်တို့ကြောက်စရာနှစ်ပေါက်ပဲကြောက်စရာရှိ တယ်ပေါ့နော်အဲ့တော့22 32 23အဲလိုမျိုးရလက်လေးတွေရောဖြစ်ထွန်းနိုင်ပါတယ်အဲဟီလီမာအဓိကလက်ရှိအနေဒါအရအရင်ကစားသမားတိုက်စစ်မှုကဒါမီထရိုဗစ်နေရာမှာကစားတဲ့ဘေးကလည်းတော်တော်လေးခြေစွမ်းပြနေတဲ့အနေအထားမျိုးမှာဖွင့်စော်တယ်တောက်လျှောက်ဖွင့်စော်တယ်ဆဲဘက်ရဲ့နောက်ဆုံးပြန်ပေါ်ဆုံး၄ဘွဲကဘိုဒင်းနူစကိုရီဖြစ်ထားတာကြောင့်ဒီလိုမျိုးကြီးဟာ ပြင်းပါတယ်เนาะအဲ့တော့လက်ရှိတစ်ပတ်ကအေဟီလီကတော့နောက်ဆုံး၃ပွဲစား6ရောက်တယ်ဆိုပေမဲ့ဒီပွဲမှာအသုံးလုံး60ရှုံး G E R Rebel Server ကဒီဒီပွဲမှာနိုင်လို့လုံးဝမရပါဘူးအဲ့တော့အေဟီလီအနေဆုံးတရေလိုက်ကံမှာဖြစ်ရတယ်ဒီပွဲကအေးစေးစေးကျွန်တော်ဂိုးမြုံမဲ့ပွဲလိုပဲယူဆမှာကြောင့်ဒီပွဲကတော့ကျွန်တော် Server ဂိုးဘော်လေးပဲကြိုက်ပါတယ်ဘော်ဒီကအနေနဲ့အရင်များပါတယ်နေမယ်ဆိုရင်တော့ဟိုဟိုချေးရပါလိ Server ပဲနေရမှာပါเนาะအဲ့တော့ Server ပဲနေရမှာပါဒါပေမဲ့ကျွန်တော်မောင်းထဲမှာတော့ကျွန်တော်အေဟီလီဂိုးဘော်လေးပဲထည့်ထားပါတယ်เนาะအေဟီလီဂိုးဘော်ပဲယူချထားပါတယ်โอเคအဲ့တော့နောက်ဆုံးပွဲကတော့ Man City နဲ့ကျွန်တော်တို့ LA အသင်းဖြစ်ပါတယ်ဆိုတော့ဒီဘွဲကတော့ line up တော့တစ်ချက်ကြည့်ပါနော်ဆိုတော့မနေ့9နာရီခွဲမှထောက်ကံမှာဖြစ်တဲ့တော့နည်းနည်းတော့အေးပြတ်မှာပေါ့လေအဲ့တော့ဒီ Man City အနေနဲ့ကလက်ရှိနှလုံး100ရှုံးเนาะလက်ရှိကနှလုံး80ရှုံးပေါ့လေเนาะနှလုံး80ရှုံးဝင်ရောမှာဒါ၄လုံး90ပေါင်းဆိုတဲ့အနေအထားကြောင့် City ဘက်ကကြီးပဲအသွင်းကိုမြင်ရနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ City ပဲ ग् ွာကြီးအနေနဲ့ဘယ်နှကိုအသွင်းခိုင်းမလဲပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ပထမအကြော်တော့က ဂျူဗန်နက်စ်က9ခုပြန်နဲ့နိုင်တဲ့အချိန်မှာမန်စီးတီးက9ခုပြန်နဲ့နိုင်တာကြောင့်9ခွာချချက်အရာအုပ်စုဘူးယူဂျင်ရော9ခွာချချက်က3မှတ်နော်အပေါင်း3လိုနေပါတယ်ဒါကြောင့်ဒီဘက်က AACC 3မှတ်ပြတ်မှဖြစ်တဲ့ပွဲဖြစ်တဲ့အတွက်ဒီဘက်ကဘလို့ပဲဖြစ်တော့ CD ပဲနေတဲ့ပွဲမျိုးပါ9ဘော9ဟောက်ကလည်းအပေါ်ပဲပဲရောက်မယ်ထင်ပါတယ်ဒါပေမဲ့ 3C တပေါက်လေးအနှဲငယ်လေးကြောက်ရပါတယ်ဒီနေ့သေးက2014တုန်းကကြီးစန်းပွဲလေးမှာတစ်ခါတွေ့ဘူးတဲ့အဲတုန်းက CD အနေနဲ့နှလုံး90ပေါင်း ပေးတဲ့အနေထားမှာ၃ခုပြန်တဲ့ CD ကအနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအများကြီးပြင်းတဲ့နော်နှလုံး80ရှုံးကြီးရတော့ ECC ပဲအောင်မယ်ထင်ပါတယ်။နော်မကန်ရင်တော့လေနော်ဟိုဟိုပလာတာရိုက်နေလို့လည်းမသိဘူးပေါ့ဗျာနော်။အော်လက်ရှိကြီးနဲ့လက်ရှိချီစွမ်းအရာကတော့ဘလူးဝဲစဉ်းစားစဉ်းစား Man City Go Difference အရာအုပ်စုပို့လိုချင်ရင်တော့ ဒေချာပေါ့နော်ကိုးဒီအများကြီးပြောင်းကမ်းမဲ့ပွဲဖြစ်တဲ့အတွက် CD body က Juventus body တက်ဆိုင်ပို့ပြီးကောင်းနိုင်ပါတယ်အဲ့တော့လက်ရှိခြေစွမ်းကလည်း CD D ရာသီမှာတော့ဒေချာလေးလုံမယ်တော့ထင်ပါတယ်နော်လက်ရှိလည်းလူစင်းကတော်တော်လေးအဆင်ပြေလာပြီပေါ့နော်ကွင်းလည်းမှာလည်းအားပြည့်မှုတွေလောက်လာတဲ့အနေအထားမျိုးမှာဒီနေ့ကတော့အနီကက်ကတော့ဒါ Lewis ကတော့ဒီနေ့မပါဘူးပေါ့နော်ဒီ လက်ရှိအနေအထားမှာဒီကွင်းလယ်က region က AC Milan ကစားသမားတွေဒါထပ်ပြီးဖြည့်ထားတဲ့အနေအထားမျိုးမှာ Foden လည်း man of the match ရထားတဲ့အနေအထားမျိုးမှာဒီဘွဲလည်းထပ်ပြီး CD အနေနဲ့เนาะခြေစွမ်းပြနိုင်ပါတယ်အဲ့တော့ဒီထဲမှာ၄ဘွဲထဲမှာအကြိုက်ဆုံးဘွဲပြောပါဆိုရင်တော့ကျွန်တော် City Body ပဲကြိုက်တယ်ဗျာเนาะနှစ်ဆဘွဲ ရွေးရလောက်တဲ့နှီးပါတော့ကြိုက်တယ်ဒါပေမဲ့လက်ရှိကျွေအရတောက်လျှောက်ကြီးကျွေတက်နေတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ဒီနှီးပွဲလေးတော့ star ပွဲလေးတော့မရွေးတော့ဘောနော်တော့ဒီကြောင်းလေးတော့ပွဲအနေနဲ့အနေနဲ့ body ရိုက်မယ်ဆိုတော့ CD ဒီကြောင်းလေးပဲရိုက်စီခြင်းပါတယ်နော်အဲ့တော့လက်ရှိကနောက်တစ်ပွဲအရန်အနေနဲ့ဆော့မယ်ဆိုရင်တော့ကျွန်တော် air hailey go ball လေးရန်တော့ပိုကောင်းပါတယ်ဒီပွဲလေး UU ပွဲပါနော် star ပွဲမပါပါဘူး okay အဲ့တော့ ဒီနေ့36ကတော့ဒီလောက်ပါပဲလို့နော်အော်ဒီနေ့ပြန်ပြောရရင်ကျွန်တော်ဒီနေ့22ရက်6လ2025ရက်ဒီကြောင်းနေတော့ပွဲဖြစ်ရွေးချယ်လာတယ်ပွဲရိုးရိုးပွဲပဲရှိပါတယ်နှစ်ပွဲပါ Man City Body နဲ့ Ahealy 9ပေါ်ဖြစ်ပါတယ်ဒါကတော့ဒီနေ့နှစ်ပွဲဖြစ်ပါတယ်အဲ့တော့ဒါကောင်ကဒီနေ့၄သင်းပေါင်းလေးအဖြစ်ထပ်ပြီးရွေးချယ်ရမယ်ဆိုရင်တော့နော်အဲ့တော့စောစောက Man City Body ရဲ့ Ahealy 9ပေါ်ရဲ့နောက် Pachuca Body နဲ့ Juventus 9 out ဖြစ်ပါတယ်ဒါကတော့ဒီနေ့ရွေးချယ်လာတဲ့၄သင်းပေါင်းလေးဖြစ်ပါတယ်နော်အားလုံးပဲကိုယ်လက်ပါညီကိုတွေနော်အဲ့ညီကိုတွေရောဘယ်ပွဲလေးတွေများကြိုက်ကြလဲဗျာနော် brother ရဲကြော့သူမင်္ဂလာပါဗျ brother ဇင်ဝိုင်းမင်္ဂလာပါရန်အောင်ဆိုးမင်္ဂလာပါရှိုင်းလေးမင်္ဂလာပါကိုလက်မင်္ဂလာပါလင်းထိုက်မင်္ဂလာပါအလွန်ဆိုးရဲ့ real မကြမ်းတော့သေးဘူးတင်တယ်ဟုတ်တယ် brother ရဲ့လက်ရှိလဲအားမရပါဘူးဗျာနော်အလွန်ဆိုးရဲ့ real merit ကအလောက်ကြီးအဆင်မပြေနေဘူးပေါ့လေနော် brother ဝနအောင်မင်္ဂလာပါဆရာမျိုးမင်္ဂလာပါဗျမဟာမဟာကျော်မင်္ဂလာပါတင်ကိုလက်မင်္ဂလာပါဗျဇောပပိုထွန်းမင်္ဂလာပါဝေယံဝေယံလင်းဝေယံလင်းမင်္ဂလာပါဗျကိုတိုးမင်္ဂလာဝနာဆိုးမင်္ဂလာပါအောင်မုံမင်္ဂလာပါဖြိုး အဖြိုးကဟာလေးလာနော်မင်းမင်္ဂလာပါဗျဝင်းကြိုင်မင်္ဂလာပါဦးမြင့်အောင်မင်္ဂလာပါဗျကြော်ရှိုင်းကြော်ရှိုင်းမင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါဦးမြင့်အောင်မင်္ဂလာပါဗျလီယိုမင်္ဂလာပါဗျ AK Mobile မင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ဒါ live လေးတော့ဒီမှာပဲရနာပြစီညီကိုတို့ကြီးနော်မနေ့ပြန်လဲကျွန်တော်တို့ပုံမှန်ပွဲလေးတွေပဲဆက်ရှိပါမယ်နော်အဲ့တော့တော်တော်လေးတော့ကဘာဖလားဆော့ရတာတော်တော်လေးအဆင်ပြေနေတယ်ပေါ့လေနော်အဲ့တော့ထိန်းပြီးလဲဆော့ကြပါအောင်နော်အဲ့တော့ဒါဒီနေ့ကြည့်ရှိပဲ brother တွေ share ပဲ brother တွေ comment ပဲ brother တွေတယောက်ချင်းဒီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာစီသောညလေးဖြစ်ပါစေဗျ good luck ပါဗျ